္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာလ29ရက်နေ့ထုတ်သတင်းစာချန်နယ်ရေကပိတ်သက်စိတ်ဝင်စားမဲ့သတင်းတွေထုံထုံဖတ်ကြားပေးတဲ့အစီအစဉ်စတင်ပါပြီဒီအစီအစဉ်ကိုကျမခင်းနေဖြစ်စုံနဲ့အတူကျမဟိမာဝင်းတို့ကဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီပါအရင်ဆုံးပေါ့နော်ဒီညနေဖုန်းသတင်းလေးတွေနှိချထားလေးအရင်ဆုံးဖတ်ပြကြပါမယ်ပထမဆုံးတွေ့ထားတာကတော့ဒီနေ့ခရင်နှစ်တစ်ခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကဒီတဝန်လွှာမှာရေးထားတဲ့ဟာလေးနဲ့ပတ်သက်ပြီးကောင်းတင်ကောင်းစီတင်ထားပါပေါ့နော်ဒီနေ့ထုတ်မြင့် မြမအလင်းသတင်းစာရေးမျက်နှာဖုံးမှာပါတဲ့ခေါင်းစဉ်လေးပါ။ကြည်ရင်းစစ်မီမကြမီကာလမှာငိမ့်စီရမယ်ဆိုရင်မျောလင်းချက်အကောင့်ထဲပေါ်လာဖို့တိုင်းရင်းသားများအလုံးအကြအပြန်လန်နားလည်မှုယုံကြည်လေးစားမှုတွေပြုစုပြောထောင်ဆိုတဲ့သူကခေါင်းစဉ်လေးပေးထားတယ်ပေါ့နော်။ဒါကတော့ဒီသဝင်လာမှာပါတဲ့အထက်ကသူကစာသားလေးထုံထုံထားတဲ့ဟာပေါ့နော်။ဒီပါနောက်တစ်ခုကတော့ဒီနေ့ထုတ်ဒီ Daily 11ရဲ့မျက်နှာဖုံးမှာပါဝင်တဲ့ ပုံမှန်66ဂါကြီးနဲ့ပတ်သက်ပြီးပြင်ဆင်တင့်စီများကိုပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားပြီးပြင်ချင်းမပြင်ချင်းဟာလွှတ်တော်လွှတ်တော်ကိုယ်စားလှယ်များနဲ့သက်ဆိုင်ကြောင်းပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်ပြောကြားဆွေးနွေးခေါင်းစဉ်ဖြစ်ပါတယ်။အခုဘောကတော့ဒီနေ့ထုတ်ဒီ The Voice Daily ရဲ့မျက်နှာဖုံးမှာဖော်ပြထားတဲ့တိုင်းရင်းသားများစီးလုံးညီညွတ်မှုကြောင့်ရှမ်းအရှိဒေသတည်ငြိမ်အေဂျင့်ဟုဆိုဆွေးနွေးခေါင်းစဉ်ဖြစ်ပါတယ်။အဲ့ဒါကိုပြောဒီပြောထားတာကတော့ ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာခြေဆိုင်နေထိုင်တဲ့ရှမ်းအရှိဒေသကိုလက်ရှိချိန်ထိတည်ငြိမ်အေးချမ်းနေတယ်ဆိုပြီးပြောထားတာကတော့ဒီ Trigan Data တိုင်းစစ်ဌာနချုပ်တိုင်းမှုပို့ချုပ်အောင်စော်အေးကပြောကြားထားတာဖြစ်ပါတယ်ဆိုပြီးတော့ရေးသားပြထားတာပါဟုတ်ကဲ့ပါရှင်ဒါကတော့ခေါင်းစဉ်၃ခုပေါ့နော်အမဒီမှာရွေးချက်ထားတဲ့ဒီအိတ်တာအဘော်လေးကတော့ဒီကြီးမုံမှာရေးသားထားတဲ့အိတ်တာအဘော်လေးပါပဲရှင်ကျင်းဝန်တိတ်ခါလေးစားလိုက်နာဆိုတဲ့အိတ်တာအဘော်လေးပါပဲရှင် ပြည်တွင်းမှာရှိတဲ့မီဒီယာအားလုံးနဲ့လိုက်နာကျင့်တုံးဆောင်ရွက်တဲ့တဲ့မီဒီယာစံချိန်စံညွှန်းများကိုဖော်ပြထားတဲ့သတင်းမီဒီယာကျင့်ဝတ်လက်ဆွဲ2014ခုနှစ်မေလ3ရက်နေ့ကဖြန့်ဝေခဲ့ပြီဖြစ်ပါတယ်တဲ့ဒီလန်းညွန်မှာ1948ခုနှစ်ကုလသမဂ္ဂနိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းအပိုက်၁၉မှာဖော်ပြထားတဲ့လွတ်လပ်စွာထုတ်ပေါ်ပြောကြားခြင်းအခြေခံအခွင့်အရေးကိုမူလအခြေခံအဖြစ်သတ်မှတ်ထားခြင်းသတင်းမီဒီယာများအတွက်လုံလောက်တဲ့အခွင့်အရေးရှိနိုင်ပါတယ်တဲ့ အခွင့်အရေးဟာလွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တက်တက်မဟုတ်ပဲလက်ခံသူခွင့်ရများနဲ့တာဝန်ယူမှုတချို့ကိုလည်းထက်သွင်းသတ်မှတ်ထားပါတယ်။သတင်းမီဒီယာဆိုတာဟာပုံနှိပ်မီဒီယာနဲ့အီလက်ထရောနစ်မီဒီယာများပါဝင်ပြီးနိုင်ငံတော်နဲ့လူမှုဘဝနယ်ပယ်အားလုံးတွင်ကျယ်ဝန်းနှစ်ဆိုင်တာထက်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 ဝင်ဝင်ဆက်နွယ်နေတဲ့စတုထမှန်နိုင်ကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့။ဒါကြောင့်သတင်းမီဒီယာများအနေဖြင့်လုံလောက်တဲ့အခွင့်အရေးများရှိမိဖြစ်တယ်လို့တာဝန်ယူမှုတာဝန်ခံမှုလည်းရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်သတင်းမီဒီယာများတိကျမှုဟန်ကျင်ညီမှုညှတာမှုတပားတူကိုလေးစားမှုစတဲ့တာဝန်များရှိပြီးအမြင့်ဆုံး professional ကျင့်ဝတ်စံနှုန်းများကိုထိန်းသိမ်းလာနာဖို့လိုအပ်ပါတယ်။ကျင့်ဝတ်လိုက်နိုင်မှုအပိုင်းနဲ့အားနည်းချက်များရှိနေသည်ကိုဆိုနိုင်ပါတယ်။ဒါကြောင့်အပြန်အလှန်ပြစ်တင်ရှုတ်ချမှုများတရားစွဲဆိုမှုများအမှုအခင်းများရင်ဆိုင်နေရမှုများကိုရှိနေသည်ကိုလည်းတွေ့ရပါတယ်။သတင်းမီဒီယာကျင့်ဝတ်စံနှုန်းများကို လိုက်နာမှုအပိုင်းတွင်ပုံနှိပ်မီဒီယာထက်အီလက်ထရောနစ်မီဒီယာတွင်ပါဝင်သည့်ဆိုရှယ်မီဒီယာလောကတွင်ကျင့်ဝတ်ဖောက်ပြမှုများရှိနေသည်ကိုနေ့စဉ်မြင်တွေ့နေရပါသည်။ဆိုရှယ်မီဒီယာဟုခေါ်သည့်အွန်လိုင်းသတင်းမီဒီယာပုံနှိပ်မီဒီယာထက်ပိုမိုကျယ်ပြန့်သည့်လူမှုကွန်ရက်ဖြစ်ပြီးကျင့်ဝတ်စံနှုန်းများပျောက်ဆုံးနေသည်ကိုလည်းတွေ့ရပါသည်။ဒါတွေကိုတာဝန်ယူဆောင်ရွက်တဲ့သတင်းမီဒီယာများရှိသည့်အပြင် အမျိုးအမည်တည်သူရောမတည်သူဝါဆောင်ရွက်သည့် Facebook ပေါ်မှာတည်င်းများဝေမှုများကိုလည်းပါဝင်မှုများတွေ့ရှိရပါတယ်တဲ့။နောက်ပြသူကဒီမှာဆက်ရေးထားပဲတော့ပေါ့နော်။ Citizen Channel လက်ခုဆိုတဲ့အတိုင်းပြည်သူပြည်သားတည်င်းသမားများအနေဖြင့်မိမိတို့မျှဝေအတည်ပြုလို့တဲ့အကြောင်းကိစ္စတွင်ပါဝင်သည့်တန်တရားရှိသူကိုဖြစ်စေထိခိုက်နာကျင်မှုခံရသူကိုဖြစ်စေ၎င်းတို့၏မျက်နှာကိုအုပ်ခြင်းမုံဝါခြင်းတခုခုပြုလုပ်တင်ပါတယ်တဲ့။တန်တရားရှိသူဖြစ်ကနေဦးအေးအေးယူခံထားရသည်ပြည်ထောင်ချမှတ်ခြင်း မခံရသေး၍အပြစ်ကင်းစင်သူအဖြစ်သာတဘောပရမှာဖြစ်တဲ့အတွေ့တေဆုံးတန်ရရှိသူနဲ့ဝမ်းနဲ့ကြေကွဲပွဲရအဖြစ်ဆိုးနဲ့ကြုံတွေ့ခြင်းကိုကာယကရှင်နဲ့တကွမိသားစုအတိုင်းဝိုင်းတစ်ခုလုံးအတွက်ပါထိခိုက်နာကျင်စေသည့်စိတ်ထိခိုက်မှုဖြစ်စီမှုကိုတတိမှုရမှာဖြစ်ပါတယ်။ဒါကြောင့်အဝယ်မရောက်သေးတော့ကလေးသူငယ်များအားအထူးတတိပြုရမှာမယ်တဲ့။နောက်ပြသူကဒီမှာနောက်ဆုံးမှာဆက်ရေးထားတာတော့ဗောနော။ကျင်းဝန်ဆန်နှုံးများကိုလေးစားလိုက်နာခြင်းဖြင့် အများပြည်သူတို့အားကောင်းတော်မြဝေခြင်းဖြင့်တတိပေးပါရန်တိုက်တွန်းအပ်ပါတယ်ဆိုပြီးဒါကြေမုံရဲ့အိတ်သားအပေါ်မှာဖော်ပြထားတာပါရှင့်ကဲပါအဲ့ဆိုဒီပထမဆုံးသတင်းတော့အနေနဲ့ကတော့ဒီနေ့ထုတ်ဒီ7 8 daily တွေအယူချက်ထားပါတယ်။စာမျက်နှာနှစ်မှာဖော်ပြထားတဲ့သတင်းလေးပါ။မိုးပြကိုင်းတီထောင်သူရှင်ညာနာကိုတရားစွဲဆိုဖို့နိုင်ငံတော်တန်ကမဟာနိုင်ရကအဖွဲ့ဆုံးဖြတ်ဆိုတဲ့ကောင်းစင်နဲ့ဖြစ်ပါတယ်။ ပစ္စုပန်ကာမဝါဒဗုဒ္ဓဘာသာကိုပြန်လည်အသက်သွင်းမှုကြံရွယ်နေသောမိုးပြကိုင်းတီထောင်သူရှင်ညာနာကိုတရားဆွဲဆိုမည်ဟုနိုင်ငံတော်တန်ခမဟာနိုင်ရက်က58ပါးစုံညီအထူးအစည်းအဝေးကဆုံးဖြတ်ကြောင်းသတင်းရရှိပါရတဲ့ ပြစုံပန်းကမ္မဝါရဗုဒ္ဓဘာသာကိုပြန်လည်အသက်သွင်းမှုကြံ့ရွယ်နေသောမိုးပြခိုင်းတီထောင်သူရှင်ညာနာကိုတရားစွဲဆိုမိဟုနိုင်ငံတော်တန်ခါမဟာနာယက58ပါးစုံညီအထူးစည်းဝေးကဆုံးဖြတ်ကြောင်းတင်ရရှိပါရတဲ့ပြစုံပန်းကမ္မဝါရဗုဒ္ဓဘာသာခိုင်းတီထောင်သူရှင်ညာနာခေါ်ရှင်မိုးပြဟာတဲ့၎င်းအနေနဲ့ထေရဝါဒဗုဒ္ဓဘာသာယုံကြည်သူအဖြစ်ကိုစွန့်ပစ်ပြီး ပြစ်စုံပံကမ္မဝါဒကိုပြောင်းလဲလက်ခံကျင့်သုံးနေသူဖြစ်ပြီးထေရဝါဒဗုဒ္ဓဘာသာဝင်မဟုတ်တော့ခြင်းကြောင့်ထေရဝါဒဗုဒ္ဓဘာသာရဲ့အမှားအမှန်စီရင်ချက်တွေကိုအကြောင်းပြပြီးအပြစ်ပေးဖို့ညွှန်ကြားချက်တွေကိုလိုက်နာရန်မလိုအပ်ကြောင်းဒီဇင်ဘာလ10ရက်နေ့ကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံစာရေးတင်ပြပြီးနိုင်ငံတော်တန်ခါမဟာနိုင်ရကအဖွဲ့ကမိတ္တူပေးဖို့ခဲ့ရဖြစ်ပါတယ်တဲ့ဒီဇင်ဘာလ26ရက်နေ့ကရန်ကုန်မြို့ကဘာအေးကုန်းမြေနိုင်ငံကကျောင်းဆောင်၌တတ္တမအကျိနိုင်ငံ တတမအတိန်နိုင်ငံတော်တန်ခါမဟာနယကအဖွဲ့48ပါစုံညီအထူးစီဝေးကျမခဲ့ပြီးရင်းဆုံးဖြတ်ချက်ပါဝင်တဲ့သဘောထားတင်ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရဖြစ်ပါတယ်ဆိုပြီးရေးသားထားပါတယ်။ထပ်ပြီးရေးသားထားကတော့အခုတင်ပြတဲ့စာရဲထဲမှာလက်မှတ်ရေးထိုးထားကတော့ဓမ္မဝိဟာရီဆရာတော်ရှင်ညာနာဟုဖော်ပြထားသည့်ထေရဝါဒဗုဒ္ဓသာသနာကိုစော်ကားခြင်းပင်ဖြစ်သည်ဟုဒီဇင်ဘာလ28ရက်နေ့ထုတ်သာသနာ့ဥပဒေဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓ ဘာသာကိုယုံကြည်သူအဖြစ်ကိုစွန့်ပစ်ပြီးတိစုပ်ပံကမ္မဝါရဗုဒ္ဓဘာသာကိုပြောင်းလဲလက်ခံကျင့်သုံးနေသူဖြစ်ကြောင်းဖော်ပြထားသည့်ကိုတွေ့ရသဖြင့်၎င်းသည်ဗုဒ္ဓဘာသာဂိုင်းတစ်ခုကိုတည်ထောင်နေသူဖြစ်ကြောင်းဂိုင်းသစ်များတည်ထောင်ခြင်းနှင့်ဆက်လျင်း၍တန်ငါအဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင်လည်းဂိုင်းသစ်များတည်ထောင်မှုကိုတားမြစ်ထားကြောင်း ကိုးကွယ်ရာဘာသာများနှင့်ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်းတိကျရှင်းလင်းစွာပြဋ္ဌာန်းထားပြီးဖြစ်သဖြင့်ပြစ်ဆုံးပံကမဝါရဗုဒ္ဓဘာသာသည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောအသင်းအဖွဲ့ပြည်ဖြစ်နေတဲ့အတွက်ထုတ်ပြန်ချက်တွင်ပါရှိပါသည်ဆိုပြီးရေးသားထားပါသည် ဒီနောက်ဆုံးမှာရေးထားတာကတော့ဒီပိဿုပံကမ္မဝါရဗုဒ္ဓဘာသာသည်ထေရဝါရဗုဒ္ဓဘာသာကိုစော်ကားရန်နှင့်ဗုဒ္ဓဘာသာကြီးညိုကိုးကွယ်သူများ၏ဘာသာရေးစိတ်ဓာတ်ကိုနာကျင်စေဖို့အကြံဖြင့်ပြုမူဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်းဖော်ပြထားပါတယ်တဲ့။ဒါကြောင့်တရားစွဲဆိုမည့်ကိစ္စနှင့်ပတ်သက်ပြီးမိုးပြခိုင်းမှပြောဆိုခွင့်ရှိသူဦးနေဝင်က၎င်းတို့အနေဖြင့်အခုထိမသိရှိသေးကြောင်း7 Daily သတင်းစာ၏ဆက်သွယ်မေးမြန်းမှုကိုပြန်လည်ဖြေကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဟုတ်ကဲ့ပါရှင်ဒုတိယတည်င်းတဲ့ဘုတ်အနေနဲ့ပေါ့နော်ညမရွေးသားထားတာပေါ့နော်ဒီဒက်ဘွိုင်းမှာပါဝင်တဲ့တည်င်းလေးပါပဲရှင်ငင်းချိုင်းရံမုံငွေအစိုးရနဲ့ NNPC မပိုင် ခုဒေါန်ဆန်းစုကြည်ပြောကြားဆိုတဲ့တင်လေးပါပဲရှင်ဒါကတော့ပေါ့နော်ဒီလိုပြောကြားခဲ့တာကတော့ဒီဇင်ဘာလ28ရက်နေ့ရပေါ့နော်ရန်ကုန်မြို့အမျိုးသားပြည်နယ်တင်မြတ်ရေးနဲ့ငင်းချမ်းရေးဘဝဌာနတွင်ကျင်းပခဲ့တဲ့ပေါ့နော်ငင်းချမ်းရေးလုပ်ငန်းစဉ်ရန်မုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးမှာပေါ့နော်ဒီတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်ပေါ့နော်ဒေါန်ဆန်းစုကြည်ကနောက်ပြီးဒေါန်ဆန်းစုကြည်ကဆက်ပြောထားတယ်ပေါ့နော်ငင်းချမ်းရေးနဲ့ရန်မုံငွေများကိုတဲ့နိုင်ငံတကာမှထောက်ပံ့သည်ဖြစ်စေပြည်တွင်းမှအလူရှင်များကထောက်ပံ့သည်ဖြစ်စေနိုင်ငံသူနိုင်ငံသားများကိုလူဒန်းကျင်းတာဖြစ်ပြီး နိုင်ငံတော်အစိုးရတခုတည်းနဲ့အမျိုးသားပြန်လည်တင်မြှင့်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာနကပိုင်ဆိုင်ခြင်းမဟုတ်ကြောင်းဒေါန်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်တဲ့။နောက်ပြီးတော့ဒီမှာဆက်ရေးထားတယ်။ဒီရန်ပုံငွေများကိုစီးစစ်ရာတွင်လည်းမိတိအတွက်ကြောင့်မိတိနေရာတွင်တုံးဆွဲဒီကိုလိုအပ်တယ်လို့ပွင့်လင်းမြင်နာမှုနဲ့တာဝန်ခံမှုရှိရန်လိုအပ်ကြောင်းရန်ပုံငွေလုံလောက်မှုမရှိ၍ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုထိခိုက်မှုမဖြစ်စေရန်မလိုလားအသည့်အပေါ်ဝင်ငွေများကိုမရှိစေရန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကသဘောတူချမှတ်ထားတဲ့ ဥစားပေးကဏ္ဍကြီးများနဲ့ညီညွတ်မှုရှိစေရန်ဖြစ်ကြောင်းဒေါန်ဆန်းစုကြည်ကဆက်လက်ပြောကြားခဲ့ပါတယ်တဲ့။နောက်ပြတူကဒီမှာရေးထားတာပေါ့နော်။ဒီအစည်းအဝေးကိုတဲ့နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင်းစွေ၊ငင်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း၊ JMCU ဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးရပြီးအပြစ်ခက်ရက်ဆက်ထိုးထားသည်အပြစ်ရက်ထိုးထားသည်လက်နက်ကန်အဖွဲ့များမှကိုယ်စားလှယ်များအပါအဝင်အပြစ်မရထိုးထားသည့်လက်နက်ကင်ဘာဘင်းမှာဝါနှင့်မိုင်းလာကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြပါတယ်တဲ့ ဒီမှာသူကဆက်ရေးထားတယ်ပေါ့နော်မြန်မာနိုင်ငံမှာဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွေ့ကုလသမဂ္ဂမှပံ့ပိုးကူညီပေးရန်ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့ကိုတည်ထောင်ထားပြီးလာမယ့်6နှစ်တာကာလအတွက်ရန်ပုံငွေအမေရိကန်ဒေါ်လာတန်းတရာကျော်ပေးအပ်ရန်ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းဒီအဖွဲ့အစည်း website တွင်လည်းထုတ်ပြန်ကြေညာထားပါတယ်တဲ့လက်ရှိအတိဥရောပသမဂ္ဂအော်စတြေးလျဒိန်းမတ်ဖင်လန်အီတလီ ဆွစ်ဇာလန် UK နဲ့အမေရိကန်ပြည်ထောင်စုတို့မှရန်ပုံငွေများထက်ဝင်ရန်ကတိပြုထားကြောင်းလည်းသိရပါတယ်တဲ့ဒါကတော့ငင်းချမ်းရေးရန်ပုံငွေမှာပေါ့နော်ငင်းချမ်းရေးရန်ပုံငွေနဲ့ပတ်သက်ပြီးအစိုးရနဲ့ NPC ကမပိုင်ဘူးဆိုတော့ဒွန်ဆန်းစုကြည်ပြောကြားတဲ့သတင်းလေးမှာပဲရှင်ဟုတ်ကဲ့ပါအဲဆိုဒီနောက်နောက်တစ်ပုဒ်ပေါ့နော်နောက်တစ်ပုဒ်ကတော့ဒီနေ့ထုတ်တဲ့ Daily Level သတင်းစာကထပ်ပြီးရွေးချယ်ထားပါတယ်ဆမ်မနာ76မှာဖော်ပြထားတဲ့သတင်းလေးပါ ဖားကတ်မြို့နယ်စိတ်မူကြီးရွာအုပ်စုနှင့်လုံခင်ကြီးရွာအုပ်စုအကြားရှိမြေစာပုံပြိုကျမှုကြောင့်ရေမစေးကြောက်ရှာဖွေသူ90ခန့်ပြောင်းဆုံးနေတဲ့သတင်းဖြစ်ပါတယ်။ဖားကတ်မြို့နယ်စိတ်မူကြီးရွာအုပ်စုနှင့်လုံခင်ကြီးရွာအုပ်စုအကြားရှိကန်ကန်ခန်းစုပေါင်းမြေစာပုံကကြောက်စိမ့်နံတော်ကုမ္ပဏီမြေစာစွန့်ပစ်တော်အချမ်းမှာမြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီးရေမစေးကြောက်ရှာဖွေနေသူ90ခန့်ပြောင်းဆုံးနေကြောင်းသိရှိရပါတယ်တဲ့။ဒီဇင်ဘာလ28ရက်နေ့ညနေ9:00ခန်းကပြိုကျမှုဖြစ်ပွားခဲ့ပြီးအဆိုပါပြိုကျသည့်နေရာကကန်ခန်းစုပေါင်းမြေစာပုံက တစ်သုံးလုံးမြေစာပုံဟုလည်းခေါ်ဆိုကြကြောင်းသိရပါတယ်တဲ့အဆိုပါပြောကြားသည့်ဖြစ်စဉ်မှာကုမ္ပဏီကမြေတရင်တစည်းနဲ့ပါဝင်ခဲ့ပြီးနင်းမြုပ်ပြောင်းဆုံးနေသူအရေးအတွက်မှာအတိအကျအတိအကျတိနိုင်မှုခက်ခဲနေပြီးလက်တလောအချိန်နေမှာတော့လူပြောက်စင်းများကောက်ယူနေကြောင်းစိတ်မှုကြေးရအောင်သူအုတ်ချိုရေးမှုထံကသိရပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ဒီမှာပြောထားတာကတော့ဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမျက်မြင်ကြုံတွေ့ခဲ့တဲ့သူတူဦးပေါ့နော်ဦးရဲရင်ထွန်းဆိုတဲ့လူကပြောထားတာကတော့ ပြိုကျလာတဲ့အချိန်မှာတဲ့ကျွန်တော်ကတော့အောက်ခြေနားမှာရှိနေတော့အတိုင်းသားမြင်နေရပါတယ်လူတွေမျောပါလာတာ ကားကြီးပါလိမ့်သွားတာကိုမြင်ရတယ်တဲ့ကျွန်တော်အမြင်မှာတော့လူ25 30လောက်တော့အနည်းဆုံးပါသွားမယ်ထင်တယ် ဟိုဘက်တချမ်းကပြူကြတဲ့ဟာကိုတော့ကျွန်တော်လည်းမခံမှန်းတတ်ဘူးတဲ့အရှိကြီးပြူကြတာဆိုတော့တချို့တွေကလည်းဒီဘက်အချက်မှာလူ40လောက်ဟိုဘက်အချက်မှာလူ20လောက်မြုပ်မြုပ်သွားတယ်ဆိုပြီးတော့ခံမှန်းနေကြပါတယ်ဒီနေရာကိုမြေစာဝိတ်ရှော့ဖို့ပြောနေတာခဏပဲတုံတော့မှဆိုပြီးတော့လုပ်နေတာပါကျွန်တော်ဒီမှနေရာ3နှစ်ရှိပါပြီဒီလိုပြူကြတဲ့အကြောင်းရင်းကမြေစာပုံကမြင့်လဲမြင့်နေမြေစာပုံအောက်ကမှလည်းရေကြောရှိရဲအရင်ကဆိုရင်ဒီရွာတန်းက ဒီကရေပဲယူသုံးတာဆိုပြီးတော့သူကတော့ဒီမျက်မြင်ကြုံတွေ့ကင်းသူတူကပြောထားရယ်ပေါ့နော်အခုချိန်ထိဒီဘယ်နှစ်ယောက်ဆိုတော့အတိအကျမသိရသေးဘူးခံမှန်းပြီးတော့ပြောဆိုနေကြတာပဲရှိသေးရယ်ပေါ့နော် ီမှာနောက်ဆုံးရေးထားတာကဒီနေ့မြို့ပြောက်ဆိုးနေသူစီးရင်တွေကိုအတိအကျသိနိုင်မှုခက်ခဲနေတော့လေမျက်မြင်ကြုံတွေ့ခဲ့သူများအနေနဲ့ရေးမဆေးကြောက်ရှာဖွေနေသူ90ခန့်နီးပါးလောက်နေမြို့သေးဆိုးနိုင်ကြောင်းခန့်မှန်းထားပြီးအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဖားကက်မြို့နယ်အုပ်ချုပ်ရေးမှုကလည်းည၈နာရီမှာလာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးကုမ္ပဏီကတာဝန်ရှိသူတွေကလည်းအခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်လက်ဆောင်ရွက်ဖို့ရှိတယ်ဆိုပြီးတော့ပြောကြားထားပါတယ်အဆိုပါမြေသာပုံပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးကိုတော့ဖားကက်မြို့နယ်ပြည်သူ့စေယုံကိုပို့ဆောင်ကူတာစီပြီးနေမြို့ပြောင်းဆုံးနေသူတွေကိုတော့ ဒီဇင်ဘာလ29ရက်နေ့နနက်ကစတင်ပြီးရှာဖွေမိဖြစ်ကြောင်းလက်ရှိမှာတော့လူပြောက်စီးရင်ကိုကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့တွေကလိုက်လံကောက်ခံလျက်ရှိပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဟုတ်ကဲ့ပါရှင်ဒါတော့ဖောက်ကန်မှာပေါ့နော်။အငြင်းတမ်းဖြစ်နေကြပုံစံလေးပါပဲရှင်တည်င်းတဲ့ဘုတ်ကတော့ဒါပေမဲ့စိတ်မကောင်းစရာပေါ့နော်ဖြစ်တိုင်းမှာလူကအငြင်းတမ်းဒီ90ရဲ့ 50ပေါ့30ဆိုတာအမြဲတမ်းပျောက်နေတဲ့တည်င်းလေးအမြဲတမ်းပေါ့နော်ပျောက်နေတာပေါ့ဟုတ်စည်ရင်ဒီကြမသိသေးပေမဲ့ဒီအခုဒီနေ့29ရက်ဆိုတော့ဒီနေ့မနက်မှာတော့ရှာဖွေပြီးတော့တို့လူပျောက်လဲရှာနေတော့ဒီတရက်နှစ်အတွင်းမှာတော့စည်ရင်ဒီကြထွက်နိုင်မယ်ပေါ့နော်ဒီလိုဘယ်နှစ်ယောက်ပါဆုံးပါသွားလဲပေါ့နော်ဒီမြေစာပုံပြကြမှုမှာဒီဖာကန်ဘက်ကတော့ဒီ ြင်စာပုံပြောကြတာတွေဒီကြောက်ရှာဖွေးဆိုနေပတ်သက်ပြီးခဏခဏထိခိုက်မှုတွေများတဲ့နေရာဒေတာလို့ပြောလို့ရတဲ့အချိန်ကြီးပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီနောက်ဆုံးအနေနဲ့ပေါ့နော်နောက်ဆုံးအစီအစဉ်နဲ့ညီမအနေနဲ့ကာတုန်းလေးရွေးထားပါတယ်ရှင်7 day မှာပါဝင်တဲ့ကာတုန်းလေးပါပဲရှင်ဒီ7 day မှာပါဝင်တဲ့ကာတုန်းလေးမှာတော့ပေါ့နော် ဒီဘေးကနှစ်ယောက်ကတော့သူကတော့ရက်ကြည့်နေတဲ့တဘောမျိုးပါလဲလက်လေးနောက်ပြပြီးတော့ဒီရှေ့မှာရှိတဲ့၃ယောက်ကတော့ဒါဆန္ဒပြဖို့အတွက်စိုက်မှုလေးကင်ထားကြတယ်ပေါ့နော်သူတို့ကင်ထားတဲ့စိုက်မှုလေးကအရေးအတက်ထောက်ခံပါတယ်တဲ့ကန့်ကွက်ပါတယ်တဲ့ဒါ၃ယောက်ကင်ထားတဲ့စိုက်ပုံလေးပေါ့နော်အမှဘေးကနှစ်ယောက်ကတော့တစ်ယောက်ကတော့စပြောတယ်ပေါ့နော်ဟာတဲ့ဒီလူတွေကလည်းတဲ့ကန့်ကွက်တာနဲ့ထောက်ခံတာရောနေပြီတဲ့ ဖေးရတယောက်ကလည်းထပ်ပြောတယ်ပေါ့နော်။ထပ်ပြောကကြောင့်ထောက်ခံလဲသူတို့တဲ့အကန့်ကွက်လဲသူတို့ကြည်ပါလားတဲ့။မျက်နှာတွေတောင်တော်တော်ပြောင်းလာပြီဆိုပြီးတော့ဒါ7 day ကာတွန်းလေးမှာဖော်ပြထားတာပါရှင်။ဟုတ်ကဲ့ပါရှင်။ကျမတို့ရဲ့သတင်းစာပေါ်မှာဖတ်ဆရာများအစီအစဉ်ကိုဒီကာတွန်းအစီအစဉ်တွေနဲ့ပဲအဆုံးသတ်ပါရစေရှင်။ TVB ကိုကြည့်ရှုနေကြရဲ့ပိတ်တက်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။